မြန်မာနိုင်ငံရှေ့ချမ်းမှာဒေသခံတွေရဲ့လေယာဉ်မြေတွေကိုတဘာဝတန်ရန်ဇာတာတူးပေါ်ရေးနဲ့ဖွံ့ဖြိုးရေးစီမံကိန်းများအတွက်ရည်ရွယ်ပြီးအတင်းအဓမ္မသိသိခံခဲ့ရတဲ့အခြေအနေတွေအကြောင်းတင်ပြထားတဲ့ဒီအစီအစဉ်ဇာနဲ့ပတ်သက်လို့ကရင်လူခွင့်ရေးအဖွဲ့ KHRG ကဒီကနေ့သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါရတ္တိယပျောက်ဆုံးခြင်းလို့အမိပေးထားတဲ့ဒီအစီအစဉ်ဇာရဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာအစိုးရနဲ့ လက်နက်ကိုင်ဖွဲ့စည်းတွေအပြစ်ခတ်ရက်ပြီးတဲ့နောက်ဒေသတွင်ဖုန်ဖြိုးရေးစီမံကိန်းတွေအကောင်အထည်ဖော်တဲ့အခါဒေသခံတွေအတွက်စိုးကြိုးတွေလည်းဖြစ်ပေါ်လာစေခဲ့တယ်လို့ကရင်လူခွင့်ရေးအဖွဲ့ကပြောပါတယ်ဒီစိုးကြိုးတွေနဲ့ပတ်သက်လို့ဒေသခံတွေဟာဘလို့တုံ့ပြန်ရမယ်ဆိုတာမသိကြတာမို့ဒါတွေကိုသိရှိစေဖို့ဒီစီရင်ခံစာထုတ်ဝေတာပါလို့အစီရင်ခံစာပြုစုရေးဒါရိုက်တာစောအဲ့ဘက်က ြောပါလေကြက်ကြည့်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ဒီရလာတဲ့ information ပိုင်းမှာပတ်သက်ပြီးတော့ကျွန်တော်ကြက်ကြည့်တဲ့ခါမှာဒီ2017နဲ့2017တိကဟိုဒီမြေယာ social media နဲ့ပတ်သက်ပြီးတော့မြားသားအဖြစ်ရှိတယ်ဘုရား hydro power dam တွေဆောက်တာရှိတယ်နောက်ပြီးတော့ဒီ水都ရဲ့ ်ဒီလုံကလောက်ရရဲ့လောက်ကြောက်တူရရဲ့ဘုရားညာညာသာဖြစ်ကြတော့ဒီဆိုရှယ်နဲ့နေနေမှာဖြစ်ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဖြစ်ပြနေတဲ့အထက်မှာကျွန်တော်ဒီတည်ရလူတို့ထက်မှာကျတော့ဒီဘယ်ကိုတိုင်ရမလဲဆိုတာလည်းမသိဘူးเนาะဒါပေမဲ့ငိမ့်ဒီမှာပအဝင်ပတ်သက်နေတဲ့အစိုးရစီးပွားရေးလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံသူများ ਨੇ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကိုလည်း ဒီဒေသခံတွေရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းပေးဖို့တောင်းဆိုပါတယ်လို့အစီအစဉ်သာပြုစုရေးစီမံကိန်းအရာရှိ ခုခုကျူးကပြောပါတယ်တင်ကြခြင်းဖြစ်ပါတယ်ဆိုတော့အဲ့ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလုံဆောင်တဲ့အရာတော့လေးချက်ကိုကျွန်တော်တို့ပြောပြထားတယ်ဆိုတော့ဒါတွေဒီအရာတွေကလည်းဒီအရှိုးရနဲ့ဒီအဖွဲ့အစည်းအကုန်လုံးကိုတောင်းဆိုခြင်းဖြစ်ပါတယ်နောက်ပိတ်ဆုံးကတော့အခုလက်ရှိကိန်းပြည်တော်ဖြစ်ပြနေတဲ့အပြစ်ကရက်စဲရဲ့အခန်းကဏ္ဍ ဆိုတော့ဒီမှာပါဝင်ပတ်သက်လာမဲ့စီးပွားရေးသမားတွေစီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကဒီအခြေအနေအဖြစ်အပျက်ကိုအာဒီအခန်းကဏ္ဍကိုနားလည်ပြီးတော့အာဒေတာခန်တွေကိုပို့ပြီးတော့အာထိရောက်မှုပေါ့နော်ဒီစီးပွားရေးတော့ထိရောက်မှုရှိစေဖို့အတွက်ကို အခြေအနေနားလည်အောင်ကျွန်တော်တို့သင်ငန်းစာဟာကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းနယ်တနင်္သာရီတိုင်းဒေသအချို့က ဒေသခံရွာသူရွာသားတွေကိုကွင်းစင်းမေးမြန်းခဲ့တဲ့အချက်လက်ပေါင်း89ခုက69ခုကိုမှတ်တမ်းတင်ပြုစုထားပြီး2011ခုနှစ်ဇန်နဝါရီလကနေ2012ခုနှစ်နိုဝင်ဘာလအထိကွင်းစင်းလေးလာချက်တွေကိုပြုစုထားတာဖြစ်တယ်လို့လည်းခေရှားကြီးအဖွဲ့ကပြောပါတယ်ခင်ဗျာ။